အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့မကျွမ်းမလွန်များနဲ့ကိုယ်တိုင်တွေ့ဆုံခဲ့ရတဲ့နာမည်ကြီးကိုစိုးမိုးရဲ့ရုပ်တံဗီဒီယိုဖိုင်လေးကို အားလုံးသိအောင်ဝေမျှပေးလိုက်ပါတယ်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြပါကတ်ထရီနောင်းလေးချင်တယ်မပြန်လေကျူစုံလိုက်ပါတယ်ဗျာဒီတော့တော့၄ယောက်လာတာ၄ယောက်ဒီတိမ်ပေါ်၄ယောက်လာတာ၄ယောက်လာလာဟုတ်သူကကလေးတယောက်ပါတယ် ပည့်တော်ယဟန်တောက်လျှောက်ခွင့်နေတဲ့အချိန်တော့တော့မေတ္တာတုတ်တွေပါရောက်ပေါ်တော့အဲ့တော့ကသူကတော့ဒီတွန်းဆက်မှာဟောဟောလောက်တာပဲရှိတယ်။အဲ့တော့ဒီပြီးတော့ဒီတိတ်ကြီးသမုတ်တော်အညကြတော့ဆောင်းကတားအေးတယ်လေ။အဲ့တော့အေးအေးချန်နေရမှာပြီဒီမလာအေးတာ။အဲ့တော့ဒီဘက်ကဥဝေလူလာမှုလေ။ဆင်းဆင်းဆရာတော့ဆင်းအေးရွာဆရာတော့ဒီဘက်ကကြတော့ဥတုံ။အဲ့ဒါနဲ့ရှင်ပြားလို့ရှင်ပြားတို့နှစ်ပါးကြတော့ရှင်ပြားတို့ဘုန်းကဲဘုန်းကြီးကိုခုံလို့ပြီးအေးရမှာပဲလို့ပညာသူကဒီပြီးတော့အဲ့ဒီကဂျားတော့ဝင်အေးတာ။ဒီပြီးတော့သိတယ်လူအဖြစ်သွားပြီဆိုရင်တော့သူတို့ဒီဘုရလာမှာတေချာပုတ်တည်။တနအီခွဲမှာဒီပြီးတော့စအေးတာ။အေးပြီးတော့9မိနစ်တော့ကြာပြီး10မိနစ်တနအီ2နာရီနီးပါးလောက်ကြတော့ရောက်လာတာပဲသူက။ ီဘက်ကဒီဘက်မှာဥတုံဒီဘက်မှာလေရတပြည့်ဒီဘက်ကစင်းကိုတော့ဒီလိုနေရာလေးကိုရောက်လာတကားဘက်ကဟိုမှာဆိုတော့ဟိုကတက်လာတော့တက်လာပြီတော့သူကဖျားလာဘူးလားဟိုဘက်ညာဘက်သူရှိတယ်ဟိုသူတို့ရှိတယ်ဟိုဒီမှာသူတို့ရောက်တယ်ဟိုဘက်အဆောင်ကအဖိုးကြီးပြီးရင်ဟိုကြီးကအိမ်အဖြစ်နဲ့လက်ရှိနေတယ်မုတ်ဆွေမွေးပါပါနောက်အတော်ကြီးတယောက်ပါဒီဘက်ကသူ့သမီးတယောက်ပါဒီဘက်မှာကလေးလေးတယောက်ပါကလေးမလေးတယောက်ပါလေးရောက်လာတာ 别那胡了，他可别胡编了，他他种钱嘛，种菜表哥，哎怎么？对了，一面弄了，哎嘛是，那表我开悟，哎那小老外小的，咱那土土摸就现在这小的，我他妈吃的是叫我剃了，剃了，我到天那来，他妈对了没戴，因为这野冲的哩，是不是冬天那不啊，这野冲的哩，天里，我说人那边土土摸嘛，那边人家把公路在走上去，那啥？那是那来就好得了，冲的土土摸嘛，对面土土都剃了，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 剃 ဒီမှာတယောက်တည်းငေါတုံမေးနေမိလေးမုံမုံမုံဒါပဲမေတ္တာသုံးလေးရောနေအဲ့ချိန်လေသူတို့ဘာမှမပြောဘူးမလားဘူးအဲ့တော့တော်တန်းလှုပ်သွားတာပဲရှိအတော်လှုပ်တော့ဩတော်တော်ချက်တော်တော်လှုပ်တာခုကလည်းအိုက်ကြီးကမကြွတော့လှုပ်လှုပ်နေတာဗရီစိတ်ပြီးတော့မှအိမ်ကိုပြန်လာဆရာတော်ကြွလာဆရာတော်ကကျွန်တော်ရဲ့ကျွန်တော်ဘယ်လိုပြောရမလဲဆရာတော်ကျွန်တော် pride လောက်ခဲ့တဲ့ခီးစဉ်တစ်လျှောက်လုံးကအခု ဒီဘက်စိုးမိုးဆိုပြီးတော့အင်ချမ်းမြေလုပ်ငန်းတွေလုပ်နေတဲ့အချိန်မှလည်းဆရာတော်ပြရဲ့အဆုံးမဩဝါဒဆရာတော်နဲ့တွေ့ပြီးတဲ့နောက်ပိုင်းတွေကအချိန်လုံးခံယူပြီးတော့မှဆရာတော်ရဲ့ဩဝါဒနဲ့နေတာပေါ့နော်ဒီကြီးသိမ်းထဲမှာဒုံတပယဟန်တပါပဇင်းခံနေတယ်အဲ့ဒီဒုံတပယဟန်ရဲ့ရှင့်နေကိုပပိုးရဲ့ကျင်တော်ရဲ့ကိုနာမှာမြေလေးတစ်ခွက်စတင်ပြီးတော့မှဆရာတော်ပြတဲ့1.3အေကာရှိတယ်မြေလေးတစ်ခွက်ကို325သိန်းနဲ့ဆရာတော်ရဲ့ဓမ္မပုဒ်အလူငွေနဲ့ဝယ်ပြီးတော့မှဆရာတော်ကចောင်းလေးစောက်ပြီးတော့မှဒီညမှာ ပရိယတိဓမ္မသိပ္ပံအကယ်ဒမီစင်တာဆိုပြီးတော့မှာ20နှစ်တိုင်းတန်ခါအပါ150နီးပါးကိုကဘာကြီးတက်ကတော်မှာဆံပွဲဖြစ်ဆိုခွင့်ဝင်ခွင့်နေရအောင်လို့တန်ခါတော်တွေကိုသင်ကြားပြသပေးနေတဲ့ပရိယတိဓမ္မသိပ္ပံအကယ်ဒမီစင်တာပေါ့အခုခင်ဗျားတို့မြင်နေတဲ့ကိုစိုးမိုးကကျွန်တော်ဒီမှာရေသိမ့်လေးမှာပရိလာစိတ်တာပြီးရင်ဆရာတော်ဘုရားနဲ့လည်းတွေ့ပြီးတော့မှစကားလေးတွေပြောအောင်ပါလက်ကြည့်ဟုတ်ကျွန်တော်ဒီရေသိမ့်ကိုအမှတ်တရနဲ့ဘာဖြစ်လာလဲဆိုတော့ခုတနေ့ကတော့ကျွန်တော်ဒီကြောင်းကိုရောက်တယ်ဒီနေရာမှာအားတဲ့ရေသိမ့်လေးပြန်ပြင်နေတယ်တဲ့ဒီရေသိမ့်လေးက အာဒီကြောင်ကြီးဆတ်ဆောက်ခါစားကဒီကြောင်ဝင်းထဲမှာတိတ်မရှိဘူးဗရန်မီဖြူစင်ပြတာအောက်ဆီဂျင်အသင်းရဲ့နာကဆရာတော်ဖျားဒီဘက်မှာကြောင်တဆောင်ကြောင်တဆောင်ပြန်ပြီးထူတော်တဲ့ခါကျဒီကြောင်လေးကိုရောက်လာတာအဲ့ဒီအချိန်မှာဆရာတော်ဖျားရဲ့တပည့်တပန်းတွေကဒုံလပါယဟန်နေဝှစ်ချင်တဲ့ခါရှင်ပြူယဟန်ကလှုပ်ချင်တဲ့ခါတိတ်မရှိဘူးတိတ်မရှိတဲ့ခါကျဒီရေတင်လေးလှုပ်ပြီးတော့မှဒီဘက်မှာပဲကျွန်တော်ကိုယ်တိုင်ယဟန်ခံခဲ့ရတာကျွန်တော်သားတွေရှင်ပြူခဲ့ရတာပေါ့နော်အဲ့လိုမျိုးပဲဒီဆရာတော်ရဲ့တပည့်တကာဒကမတွေဒီရေတင်လေးပေါ်မှာယဟန်ပြူခဲ့ရတဲ့သူတွေအများကြီးပဲအဲ့ဒီကာလတစ်လျှောက်လုံးမှာကျွန်တော်ကကျွန်တော်အရင်ခက်ခဲပြီးတော့မှဒုက္ခတွေရောက်သွားတယ်စုပ်ပြတ်တတ်ပြီးဘဝတွေပြတ်သွားတဲ့အချိန်ကာလတစ်ခုဆိုတာရှိတယ် ကျွန်တော်လူတွေကြောက်တွန်းလို့ကျွန်တော်ဒုက္ခရောက်သွားတဲ့အချိန်တွေရှိတယ်အဲ့ဒီအချိန်တွေမှာကျွန်တော်ကဒီဓမ္မသိပ္ပံပရိယတ်ဓမ္မသိပ္ပံအကယ်ဒမီစင်တာမှာရဟန်းလာဝတ်တာဝတ်ပြီးတော့မှဒီရေသိမ်းလေးထဲမှာ22ရက်ကြာနေပြီးတော့မှတရားထိုင်နေပရိစိတ်တယ်ဆရာတော်ရှင်မှာအဆုံးမဩဝါဒတွေခံယူတယ်စောခံတယ်အဲ့ဒီကုသိုလ်တွေကို22ရက်ကြာဒီရေသိမ်းထဲမှာပြုခဲ့တာဒါကြောင့်ဒီရေသိမ်းလေးကဒီတစ်ခါပြန်ပြီးတော့မှပြုပြင်တဲ့အခါကျတော့ကျွန်တော်အမှတ်တရအနေနဲ့လာတာအခုကျွန်တော်လာတဲ့အလာကကျွန်တော်အခုခမရတွေမှာအောက်မှာကျွန်တော်ပစုတ်ခဲ့တာဖက်နယ်ကလေးနဲ့အဲတာမန်ဆရာတော်ဖရာရဲ့တပည့်တယောက်အနေနဲ့လာပြီးတော့ပြီးတော့မှ ကျွန်တော်ဒီလာတဲ့ခါကျွန်တော်ဒီရေသိမ်းလေးမှာပရိလာစိုက်တာပြီးရင်ဒီမှာရှိတဲ့ဝင်တင်ရတွေကိုကျွန်တော်မြတ်တာပို့အမြောက်ဝင်မှာကျွန်တော်ပုံမှန်တိုင်းတော့နေ့စဉ်နေ့တိုင်းဟိုတစ်ဖက်တော့ကိုရတော့ကျွန်တော်လုပ်ချင်တာဒါပေမဲ့ကျွန်တော်အားရရဲ့ပြင်ညနေကောင်းလေးအမြန်ပြေးပြေးလာပြီးတော့မှကျွန်တော်ကဒီရေသိမ်းလေးမှာပရိစိတ်မယ်လို့ကျွန်တော်ယူဆတယ်ကျွန်တော်ဒီရေသိမ်းလေးမှာကျွန်တော်ရဟန်းဘဝကညစဉ်ညတိုင်းရဟန်းတစ်ပါးနဲ့တူနှစ်ပါးချိန်ဆက်တဲ့အချိန်မှာအရာအလုံးကအေဂျင့်လေးကျွန်တော်မြတ်တာပို့တယ်အမြောက်ဝင်ဒီမှာလည်းအဆောက်အအုံအများကြီးရှိတယ်ကျွန်တော်ခုပြောချက်သိတာလေကျွန်တော်ကိုစောင့်ရှောက်ကြတယ်ကျွန်တော်ပို့တာတဲ့မြတ်တာလေးကိုသူတို့ခံယူကြတယ်ကျွန်တော်သိတယ်ကျွန်တော်သိတယ်ဒီအပင်တွေမှာရှိတယ် ျွန်တော်လက်သိတယ်ဆရာတော်ဖះလက်သိတယ်အဲ့ဒီအကြောင်းလေးကိုကျွန်တော်ဆက်ပြောရအောင်အရန်ဘုရားတစ်ချောင်းလုံးဒီထဲမှာ22ရက်အကြာနေထိုင်နေတဲ့အချိန်တော့ဒီရေသိမ့်ပတ်ပတ်လည်းမချွတ်ချွတ်တာမကြားဘူးညနေဘက်ကဒီမြားချုံလေးပုတ်ပုတ်ပေါင်းနေတယ်ကိုတို့ဘုရားမှာမြင်နေတဲ့အဆောက်အဦးတို့လားအဲ့အဆောက်အဦးမရှိဘူးအဆောက်တွေဘာမှမရှိဒီမြားကချုံလေးကြီးပဲဒီမြားကိုချုံလေးကိုဖျက်ပြီးတော့မှညနေဆောင်ဆိုလာကြတာကျွန်တော်အချွေလေးလာအကတ်တဲ့ဒကာဒကာမတွေဆိုလို့ရှိရင်အော်ညနေဆောင်ပြီဆိုသူတို့ပြန်ပြေးကြပြီသူတို့သူတို့အဆောင်လေးပြန်ဘာလို့တော့အခုအခုလိုအချိန်ဆိုသူတို့ပြန်ပြေးမနေရကြဘူးအဲကျွန်တော်တရားထက်ပဲညတကောင်ကျော်လဲ ကျွန်တော်ရဟဝတ်ဆင်ကကျွန်တော်နဲ့ယဟန်တပါဦးတုံးနဲ့သူကဒီကြောင်းမှာရှိတယ်။နှစ်ပါးလေးလို့နေကြတာပေါ့။ဆရာတော်ဘုရားကြာလာပြီ။နောက်ဆက်ပြောမယ်နော်ခဏလေးနော်။ Priority ဓမ္မသိပ္ပံ Academy Center ဆရာတော်အရှင်ဇောတိကဆွမ်ပရာဘုံပေါ့နော်။ဟုတ်လားသင်ကဲသူကလည်းကြောက်သွားတယ်လာလာနောက်တည့်ရလေးတော့နေရနေလားအရင်ညာလဲအားကြမဲ့ဟုတ်တော့စီးချလိုက် ူကသူကဆေးဆေးရအောင်နော်ဆေး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 ကိုဆေးတဲ့ကြတော့ဒီလိုနေရာကိုလာပြီးတော့စီးချတော့မကြဘူးဟုတ်သူ့လည်းပြောမှာအာနာတပတ်တယောက်ကဒီလိုကနေလာကြတော့သူ့ကိုလမ်းမေးကြည့်ရင်ဖုံးပြောရင်လည်းအေးကွာလေငါသူစီးချတော့ငါမကြိုက်ဘူးတမန်အာကြတာတဲ့တော့တော့စီးချမင်းမကြိုက်ဘူးဟောလို့တခါကြတော့အညာကြတော့စီစီလို့တော့ဘူးစီလို့တော့ခါကြတော့သူ့တချို့ ရောသူအိမ်မက်မက်တဲ့တချို့အချောင်းကလေးတွေပါလေးတွေကြတော့။ဒါနဲ့တော့ပတ်သက်တယ်။ဘုံတော့ကသူညာတော့ကသူ့အိမ်မက်ထမနေလာတယ်။ဘုံတော့လည်းအဲ့လိုမြင်ရဘူးလေ။အဲ့ဒီသက်ကလေးလေး။ချိန်လိုက်လို့မြင်လာတာ။ဟုတ်ပါဘော။ဒီအဲ့ပြောပြဒီမှာ9ယောက်လာတယ်။9ယောက်ကိုလူနဲ့ပတ်ရ9ယောက်အကြီးတဲ့အထက်ယောက်။ဘယ်လိုဘယ်လိုပါသေးလဲ။ဒီပြည့်တော့ကြည့်မပြောဘူး။သူကအပါလေးတွေနဲ့ဒီရိုးရိုးဘယ်လိုပြောကြမလို့ဆိုတော့ရင်းကြီးအောင်လို့ပါလို့ပြောတာ။ဝက်ဆော့တက်တယ်တရောင်နဲ့ပဲ။နားပြတဲ့သူက ကျတဲ့နှစ်ယောက်ကတော့မထိုင်ဘူးကျတဲ့ငါးယောက်ကတော့တော်တော်ဒီစောက်ဆောင်လေးထိုင်နေတယ်ရေစာလို့ရေတိုက်ပါအောင်ထပြီးရေပေါ်ကရေဘူးလည်းလိုက်တိုက်မယ်လို့တဆက်စီမှာချတယ်ပိုတော့အကြောင်းလေးပြန်ပြောမပြောနေရင်ဖိုင်နဲ့ကျတော့ဖျက်ဖျက်ရောက်လာတဲ့အချိန်လေးဆိုဘုံလဲဆိုနှစ်ချက်တစ်ချက်ကမကြောက်တတ်တဲ့ဦးနေတော့ပါလေစက္ကန့်တွေကတော့အတိစိတ်ပေါ့ဗျလူလူစိတ်ပြောက်သွားတဲ့ပုံစံမျိုးခံစားလိုက်ပြီပါကအတိစိတ်ကိုလည်းဟာဘယ်လိုဖြစ်တော့တော့ငါတော့အဲ့လောက်ကြီးတော့ငါ့ပေါ့ ိတ်လိုက်ပြလောက်ရလားပြောဆိုတော့သားတို့ဘုရားတို့စေထားတော့ပြတိမ်ဝင်နေတယ်ပို့ဘိုးရကိုရဒီတိမ်မှာဒိဋ္ဌာကိုတို့တို့ဒီတိမ်မှာမြေတခြားတိမ်ရောက်ပြီကျွန်တော်မနောက်ရှယ်ကျွန်တော်ပြီးတဲ့မြအညာလေးကိုလာတို့ဓာတ်ခုခေါ်နေကျိုးကကျွန်တော်လည်းဓာတ်ခုခေါ်နေအောင်လေဒီကဆူတောက်ပြီးတယ်အဲ့လိုတောက်တယ်အာမမအေးစေးတယ်ဒီကကဘိုးရပြောပြတယ်တော့ဘိုးရကတည်းကတပြိုင်အိုက်စီးရရောက်တယ်လေမဲလို့ဒီကကျွန်တော်စီးရပြန်တယ်ညသာပြီးသူကဝင်လို့ထွက်လို့ရပြီနောက်ရှယ်အပိတ်ပဲသာပြီးမရှိတော့လွတ်လပ်လိုက် လောက်တာရှိရင်လည်းအိမ်မက်ကလည်း30တောင်းပေါ့။ဘာလို့ကိုကြီးကဘာလို့လောက်ပြရမလဲ။အဲညကျော်တော်တဲ့အိမ်ကို30တိုင်းတော်တော့ပါလေ။အဲဒီမှာဒီမှာညပဲဤတော့ဒီတော်တိုင်းဝေါ်တန်ကြလားမကြောက်ဘူး။ဝေါ်တန်လို့မကြောက်ဘူး။ဥကလေးဥကလေးနဲ့ဓာတ်ကြည့်တာ။ပထမအချိန်ကအဲ့ပထမအချိန်တည်းပြီးတော့ဓာတ်ပြီးတော့အခုမှပြောတာ။ဥကလေးနဲ့ဒီမှာလောက်လောက်တုံးလဲတာ။အဲ့ညလေးဥကလေးနဲ့မလာတော့တာ။တည်ရင်သိဘူး။အဲ့ဝေါ်ဝေါ်ဝေါ်ဆိုလို့ဒီအပြင်နဲ့ချရေးကိုဒီပြင်ကိုအဲ့လိုဝုန်းပြင်။ အဲ့ဒီညရဲ့ဥကလေးယာနာဒီရတဲ့ကိုမလာတော့ဘူးဘလို့မလာတော့ဘူးအဲ့အဲ့ကျော်လာဟိုက်ဟိုက်ဟိုက်ပင်လေးဟိုက်ပင်โอ้ I see that for like ညကျတော့အဲ့လို